ေယောအလုံးပဲမင်္ဂလာညချင်းလေးပါအောက်တိုဘာလ10ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလို့ယဉ်တူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel coaching baby အပေးနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်ကချင်ပြည်နယ်ဗမုံမြောက်တွေစစ်တပ်ကတဆွေထားတော်နေရငါခုတ်ထက်မနေကို KIA ပူပေါင်းတပ်များကပြန်လည်တိုက်ခိုက်သိမ်းပိတ်ထားပြီး တမ်ပီယန်ထူစစ်စင်မှုလောက်ဆောင်ရရှိကြောင်း KIA စစ်တမ်းတင်ရင်းမိကပြောဆိုထားပါတယ်။အောက်တိုဘာလ7ရက်နေ့နဲ့အောက်တိုဘာလ9ရက်နေ့တို့တွင်စစ်တပ်ကနေရာယူထားသောဗုံးမုံမြုပ်တွင်နေရာတချို့ကို KIA ပူပေါင်းတပ်များကတချို့ပြန်ပြန်လေတိုက်ခိတ်သိမ်းပိတ်ပြီးတမ်ပီယန်ထူစစ်စင်လာနိုင်ကြောင်းသိရှိရပါတယ်။ခလာယလေးစခုနာကကာကင်းစခန်းတွေကိုတင်းတယ်။ နောက်ပြီးတော့နှမိုင်နဲ့အစီတာစီကောက်ကွင်းအနားမှာရှိတဲ့စစ်တက်ကခြေကောက်စခန်းတုံးခုကိုလေတင်းပါတယ်စစ်ခွေတေစရင်နဲ့လက်နက်ခေရန်တွေတင်းစီရရှိတာရှိတယ်သူတို့ဖက်ကပြန်ဆုတ်သွားတယ်ဘမုံမှာကကုဖက်ကပြန်တူးလိုက်သူဖက်ကဆုတ်လိုက်သူဖက်ကပြန်တူးလိုက်ကုဖက်ကပြန်ဆုတ်လိုက်ဖြစ်နေတယ်အခုကတော့တံပြန်ထူစစ်တဘောမျိုးကုဖက်ကပြန်ဆတ်တာဟု KIA စစ်တမ်းတရင်းမိကပြောဆိုထားပါတယ် KIA ကစားကွက်တွေမိတ်တယ်နော် လက်နက်ကရန်တွေလေးရစစ်ခွေးတွေလေးတင်အမြင့်တွေကြီးပဲကောင်းလေတဲ့တတင်းနောက်တင်းမကွေတိုင်းနဲ့ပခုတိုင်းမှာစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ယုံကပ္ပစသုံးခုအနီးမှာစစ်တပ်နဲ့တိုလှန်ရေးပူပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေတယ်လို့စစ်ရေးတရင်ချင်းမိကပြောဆိုထားပါတယ်။ပခုတိုင်းထိပ်ကပတောမြုပ်နေအခြေစိုက်ကပ္ပစချုပ်မကွေတိုင်းငပြေမြုပ်နေက ကပ္ပစ34နဲ့ ေါင်းမြောက်နေကကပ္ပစ24တွေမှာအနီကတိတ်ပွေးတွေဖြစ်နေတာလို့စုံစမ်းသိရပါတယ်။ကပ္ပစ64နဲ့24မှာချက်နေကြတာ။ချုံနဲ့34မှာတိတ်ပွေးကတော်တော်ပင်ထန်နေပြီးစစ်တက်ကလည်းအင်အားထောင်ချီတုံးပြီးလေကြောင်းပစ်ကူနဲ့ခုခတ်နေတယ်။ချုံနဲ့34ကိုအေအေနဲ့မဟာမိတ်တွေတင်းဖူအထိစီရဲရီမှန်ချက်နဲ့ချက်နေပြီးလို့မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်နေဆက်ဒေသအခြေစိုက်စီရေတရင်ရမီတအူကပြောဆိုထားပါတယ် ပုံမြုံအခြေစိတ်ကပ္ပစ24အနီးမှာတိတ်ပွေးတွေဖြစ်နေပေမဲ့အသေးစိတ်ပြုတ်ကျလို့ချစ်မရှိသေးဘူးလို့ဒေတာကွေရဲ့တပ်ဖွဲ့အချို့ကပြောဆိုထားပါတယ်။အေအေနဲ့မဟာမိတ်တော်လှန်ရေးတပ်တွေကတော့ကပ္ပစချုပ်နဲ့24အနီးပတ်ဝန်းကျင်အမ်ပဒလန်နဲ့ငပေမြုံနေထိတ်ကနဲ့ရေကံပြောဟာပတ်ဝန်းကျင်တောင်ကောပတောင်းလန်ပိုင်ကလီတာတောင်စခန်းနဲ့ညောင်ကျူစခန်းပတ်ဝန်းကျင်တွေမှာစတိမာလာကတိကတိတ်ပွေးတွေပင်ထန်နေတယ်လို့သိရှိရပါတယ်။ တတိယမိတ္တဦးကလေကပ္ပစ6နဲ့ကပ္ပစ34ကိုအပိတတင်းယူဖို့အထီအေအေနဲ့မဟာမိတ်တတွေစီရဲ့အစင်မိနေတယ်လို့တုံးတပြောဆိုထားပါတယ်ကပ္ပစ3နေရာမှာတိတ်ပွေးတွေပင်းထန်တယ်ဆိုတော့ကောင်းလိုက်တယ်တတိယကွာကပ္ပစတွေကျွန်တော်တို့သိနိုင်ရင်တော့လက်နက်ခေယံအများကြီးမရရင်တော့မှစစ်ခွေးတွေအတွက်တာထိခိတ်သွားမှာဖြစ်ပါတယ် กองไม่เดตดีนอกตดีนสิกองสิตกูได้ค่ผู้ผู้ที่ยอดแต่ฟิกวินรงด้วยอสินติพิเนบีเลาอินตโกเมียวปีตุกกวยเยตพวย IPDF ตาวันชิตุกะเปียวสุทาบาเรตองปันตัทาแต่ฟิกวินรงด้วยกะเมียนนงมิปีบัตรีตัดานอะไรปูเวเดอกกว่าอเวกูเปลี่ยนในตลูเคียนตีในหูอปายมาเลปูมาดงด้วยแทปูตีในเดโลสุบาเรအချင်းပေါင်းများစွာပါပဲ ဒါပေမဲ့ကုအစုဖွဲ့လေးနဲ့ထူစစ်မဟုတ်တဲ့အလိငိတ်ချောင်လောက်တဲ့မီရှင်တွေလောက်ပဲလောက်နိုင်ခဲ့တာပါ စကားစကားကင်းစခန်းတော့ကိတ်တေးတော့တဲ့ရင်တွေထဲတော့အချင်းချင်းများစွာလောက်ခဲ့ဖူးပါတယ်အခုကတော့စုဖွဲ့မှုပူကောင်းလာတော့ပူပီထိရောက်စွာလောက်ဖို့ကြိုးစားပြင်ဆင်နေပါတယ်လို့အထက်ပါတာဝန်ရှိသူက fix window တွေနဲ့ပတ်သက်ပြီးပြောပြထားပါတယ်အာရှိရှာတရင်ကွာကောင်းလေးတဲ့တဲ့နောက်တဲ့ အရခတတိုအေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေထူးစစ်စင်တိတ်ခိတ်နေတဲ့ပခူတိုင်ဥရှိပင်မြုပ်နေကပါစာချောအနီကစင်လန်းချေရတိုက်ပွဲအတွင်းမှာစစ်ကောင်စီစစ်ခွေ30ကျော်ခွေတေဝတ်တေတီဆုံးခဲ့တယ်လို့စီရေးတရင်ကြီးမိကပြောဆိုထားပါတယ်စင်လန်းချေရကကာကင်းစခန်းတွေကိုအရခတတိုအေအေနဲ့ပူပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့စက်တင်ဘာလကတည်းကပင်ထူးစစ်စင်တိတ်ခိတ်နေတာဖြစ်ပြီး တပတ်တိတ်ပွေးတွေမှာလည်းပူမူပင်းထန်ကစစ်ကောင်စီဖက်ကလည်းအကြအဆုံးတွေမြပြပြနေတယ်လို့လည်းသိရှိရပါတယ်။ကောင်းလေတဲ့တတင်းနောက်တတင်းစစ်စင်ရေးတွေအရှင်အဟုန်မင်းအောင်ဆောင်ရွက်နိုင်ဖို့အတွက် PDF အမတ်နှစ်စစ်စင်ရေးနေမယ်။နေပြည်တော်တိုင်းစစ်ဌာနရဲ့မြို့ဟာအမှတ်19ဖွဲ့စည်းကြောင်းနေပြည်တော် PDF ကဒီနေ့ထုတ်ပြန်ထားပါတယ်။အောက်တိုဘာလ9ရက်မနက်ပိုင်းမှာ UNG ကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကွယ်ရေးတပ်မတော်အမှတ်2စစ်စင်ရေးနေမယ်။ နေပြည်တော်တိုင်းစစ်ဌာနရဲ့မြို့ဟာအမှတ်၁၉ဖွဲ့စည်းခြင်းအခမ်းအနားကိုနေပြည်တော်တိုင်းစစ်ဌာနနဲ့စီရဲလှောက်ရှာနေပြီနေပြည်တော်အနီးစစ်တောင်မင်းဝိုက်ဒေတာမှာကျင်းပပြောလောက်ခဲ့တယ်လို့သိရှိရပါတယ်။နေပြည်တော် PDF တွေနဲ့အစင်တိပစ်နေပြီဆိုတော့ကိုပြသတာဖြစ်ပါတယ်။ကောင်းလိုက်တဲ့ the day not the day မကွေးတိုင်းငဖေးမြို့နယ်ပဒံမြို့အနီးရှိနေရီကန်တောင်ပေါ်ကအကြံဖက်စစ်တပ်လေကြောင်းရံကကွေရဲမြို့ဟာကုန်းရက် အားထားရတဲ့ fighter စခန်းကုန်းကိုအရခတ်တတော်အေအေဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကယမနေ့ကထူစစ်စင်တိုက်ခိုက်ရာစစ်ခွေတွေဟာလက်နက်ကြီးတွေကိုတာမကလက်နက်ငယ်တွေကိုပါစွန့်ပစ်ကာကုလယုံပီကစင်ကလျာဆောက်ခွာထွက်ပြီးတွားကြတယ်လို့တရင်ရရှိထားပါတယ်စစ်ရေးတရင်ချင်းမိတအူးကဒီစခန်းကုန်းကနာမီကြီးဘူအစင်စီတဲ့တူထိုင်တာ fighter စခန်းကုန်းလို့နာမီကြီးတဲ့စခန်းကုန်းပါ စစ်ခွေးတွေလက်နက်တွေကိုစွပ်ပပထွက်ပြီးတာအဒီစခန်ကုန်းကိုအချင်းတူတူနဲ့အပြတ်သက်ချေမှုန်တင်ပိုက်လိုက်တယ်လို့ပြောပါတယ်ဒီစခန်ကုန်းမှာစစ်ကောင်စီအင်အားတရာကျော်စီပြီးဒရုန်းစနိုက်ပါလက်နက်ကြီးအမျိုးအစားအများပြားတပ်ဆင်ထားတဲ့စခန်ကုန်းကြီးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်စစ်ခွေးတွေနေရာတကာမှာခွေးပြီးဝတ်ပြီးပြီးကောင်းလိုက်တဲ့တတင်းနောက်တတင်းထိုင်းနိုင်ငံရန်တော်မြို့ရှိလာဝကအချုပ်ထောင်မှာပစ်တံချက်ခံထားရတဲ့ မြန်မာနိုင်ငံသားအယောက်ကူးစေလောက်ကိုအောက်တိုဘာ9ရက်မနက်7:00နာရီခွဲလောက်မှာမြန်မာနိုင်ငံကိုတောင်းဖက်လေစိတ်ကိုတနိုင်ငံတာဝန်ရှိသူတွေကနဲ့လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ယနေ့လူဝင်မှုကြီးကြပ်ရေးယုံကထုတ်ပြန်ထားပါတယ်။အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ချခံနေရတဲ့လွှဲရစေမြန်မာအမျိုးသားရှိစစ်တရောက်နဲ့အမျိုးသမီး9ရောက်တော့ကိုတောင်းဖက်ပို့ဆောင်ပြီးနောက်စစ်ကောင်စီတပ်ကနဲ့ ချုပ်မှန်ရွာအခြေစိတ်ခလာရ262တက်ရင်သေးကိုခိုးဆောင်သွားတယ်လို့ကိုတောင်မြုပ်ခန်ကပြောဆိုထားပါတယ်ခိုးသွားတာကတော့ AD ချုပ်မှန်ရွာ262တက်သေးပါပဲပိတ်ဆံအထက်လိုက်ပုံပေးနိုင်သူကလွဲရင်မလွတ်ပါဘူးကိုတောင်ဖက်မှာပဲငွေပေးထုတ်ရတာပါစစ်ကောင်စီတက်ကခိုးဆောင်သွားတဲ့နေရပြန်ပုခန်ရသူအယောက်ကုစီသေးကပေနေရောက်ပြန်လွတ်လာတယ်ဆိုတာအတိအကျမတိရသေးပါဘူးဖိတ်ဆံမြမြမပေးနိုင်ရင်တော့ အားလုံးစိတ်မှုထမ်းထည့်ပါပဲခိုးသွားမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်။စိတ်မကောင်းပါဘူးထပ်တူနေပါတယ်။အောက်တိုဘာလ10ရက်နေ့ရညနေပိုင်းအထူးသတင်းကတော့ဒီလောက်ပါပဲ။ကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးခွေးမတသက်ခံကိုတတိအေကဆုံးမခံတစ်ချက်လုံးနာစင်ကြည့်အောင်။ဒေါ်ဆန်းစုတီကိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး။အကျင့်ပြက်လက်စားတဲ့အကျဉ်းသားတာဖြစ်ပါတယ်လို့ PPP ပါတီကတော်တတ်တခိုင်ကပြောလိုက်ပါတယ်။အဲ့တော့တခိုးကိုလူပြန်ဟစ်တယ်ဆိုတာကရှင်တို့ကမှပြောတာဖြစ်ပါတယ်။ เนาะရှင်တို့အတွက်ပြောတဲ့စကားဖြစ်ပါတယ်တခိုးတွေက ပြန်ပြီးတော့ဆွတ်ဆွဲနေတာပေါ့ရှင်လူတယောက်ကိုထောင်ထဲကိုလည်းမတရားဆွဲထည့်ထားတယ်ထောင်ထဲရောက်နေတဲ့လူကိုပါထတ်ပြီးတော့ရှင်တို့ကစော်ကားသိက္ခာချတယ်ဟင်အဲ့တော့ရှင်တို့အစင်တန်းဘယ်မှာလဲဆိုတော့မိသူကမြင်ရပါတယ်အရင်တုန်းကတော့ NLD ပါတီထဲမှာရှင်တို့လောက် NLD ပါတီကိုဖင်ရက်ခဲ့တဲ့လူတွေလည်းမမြင်ဘူးပါနောက်တော့ဒီပါတီထဲမှာရှင်တို့လုတ်ပိုင်ခွင့်တိတ်မရှိဘူးဆိုတာသိတော့ရှင်တို့ခုံပြောင်းသွားတဲ့ခုံကူးတွေပဲကျမတို့မြင်ရတာတော့ ခုံကူးတွေပဲအဲ့တော့နိုင်ငံရေးအကျဉ်းသားရှင်တို့ပါဇက်ကဘလို့ပဲခေါင်းစဉ်တက်ပြီးအကျဉ်းသားဖြစ်နေဖြစ်နေဒေါံဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ဘူးအကျင့်ပြက်လက်စားတဲ့အကျဉ်းသားလည်းမဟုတ်ပြန်ဘေးဆွဲခံထားရတဲ့ခေါင်းဆောင်တဦးသားဖြစ်ပါတယ်ပြန်ဘေးဆွဲခံထားရတာကျမတို့ပြည်သူတွေကအသက်ကိုစတဲ့ပြီးတော့မှအသက်ကိုအပေါင်ခံပြီးတော့မှတိုက်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်အမေတော်အောင်စန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး ပြန်ပြီးဆွဲခံထားရတဲ့ခေါင်းဆောင်တူဖြစ်ပါတယ်။နော်အဲ့ဒါကိုလည်း public ကသိပါတယ်။တခိုးတွေကတခိုးလို့ပြန်ပြောနေတာကိုလည်း public ကသိပါတယ်။ရှင်တို့ခေါင်းစဉ်တွေပုံမှန်တွေအမျိုးမျိုးဆွဲကျင်တယ်လို့ဆွဲပြီးတတ်ထားပေမဲ့ဒီပြည်သူတွေရဲ့ရှင်ထဲမှာဒီခေါင်းဆောင်ကရှင်သန်နေတယ်ဆိုတာရှင်တို့မျက်မြင်တွေ့ရမှာပါ။ရှင်တို့တွေ့နေရပါတယ်။အဲ့တော့မနာလိုစိတ်ကြီးလွန်အားကြီးပြီးတော့မှဘောင်ဆန်းစွကြီးကိုရှင်တို့လိုက်ပြိုင်နေတာလေပြည်သူတွေကမြင်ခဲ့ပြီးပါ နော်ဒေါန်ဆန်းစုကြည်ပြောဟန်ဆိုဟန်တွေကအစအချင်းတို့ like အတုယူမှုပါအစဲခံရလို့အချင်းတို့ညိန်သွားတာပါနော်အဲ့တော့လူကယ်ပြန်ဝင်ကြီးကျမမေးမယ်ဘယ်နားမှာကယ်ပြီးတော့ဘယ်နားမှာပြန်တာလဲဟင်ရေဘေးမှာအမီးတော်မတွေ့ဟုတ်လားငလင်ဘေးမှာလည်းအမီးတော်မတွေ့ကယ်မယ်ဆိုရင်မြန်မာပြည်မှာကယ်ရမယ့်လူတွေအများကြီးပဲနော်ချင်းတို့ဘယ်နားမှာသွားကယ်နေရလဲဘာလူကယ်ပြန်မှမဟုတ်ဘူးချင်းတို့လုံနေတဲ့စီးပွားရေးတွေကောင်းကောင်းလေပတ်နိုင်ဖို့တော့ဘောမနေတဲ့ဘောကယ်တွေပဲဖြစ်ဘောကယ်ပြန်ဝင်ကြီးတွေပေါ့ချင်းနော် နော်အဆက်မရှိတာနဲ့မဆက်တတ်တာပေါ့ရှင်တို့ကအဆက်လည်းမရှိဘူးရှက်လည်းမရှက်တတ်ဘူးနိုင်ငံတကာကသိတယ်ရှင်ပါဇက်ကပြောတယ်ပြောရဲတယ်နိုင်ငံတကာကသိတယ်နိုင်ငံတကာကဒေါ်အောင်ဆန်းစုတည်ရဲ့အရေးချင်းကိုလည်းသိတယ်ဒေါ်အောင်ဆန်းစုတည်ရဲ့စိတ်နေသဘောထားကိုလည်းသိတယ်ဥပဒေအတိုင်းအရေးယူထားတာလူတိုင်းသိတယ်တဲ့အဲ့ဒီဥပဒေကြီးကတုံးစားလို့မရတဲ့ဥပဒေကြီးဆိုတာလည်းလူတိုင်းသိတယ်ပြည်သူတွေလက်မခံတော့တဲ့ဥပဒေကြီးဆိုတာလည်းနိုင်ငံတကာကသိတယ် ရှင်တို့ဥပဒေစာအုပ်ကအိမ်သာထဲမှာပဲတုံးလို့ရတော့တယ်ကျမတို့ပြည်သူတွေဈားထဲမှာတော့ဘောမတွေဈားထဲမှာတော့တုံးလို့ရရင်ရမှာပေါ့ကျမတို့ကကျမတို့ဟာလာအမှန်တရားကိုချစ်မြတ်နိုးတဲ့ဒီနိုင်ငံကိုကောင်းစားစေခြင်းကြတဲ့ပြည်သူတွေကိုပြောတာဖြစ်ပါတယ်အဲ့ဒီပြည်သူတွေရဲ့ဈားထဲမှာတော့ရှင်တို့ရဲ့စာအုပ်ကအိမ်သာတုံးဆက်ကူလောက်တော့တန်ဖိုးမရှိပါရှင်တို့ဥပဒေတွေကိုလည်းဘယ်သူမှသွားမဖတ်စိတ်လည်းမဝင်စားဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဥပဒေကြီးက ဘင်းဥပဒေကြီးဖြစ်နေလို့ရှင်တို့လိုရာဆွဲထားတဲ့ဥပဒေကြီးဖြစ်နေလို့ဒေါ်ဆန်းစုတီကိုရှင်တို့နိုင်ငံရေးအကျဉ်းသားပါဟလားအတင့်ပြက်လတ်စားတဲ့အကျဉ်းသားပါလို့ပြောမယ်ဆိုရင်အဲ့ဒီစကားကိုတာဝန်ယူတဲ့အနေနဲ့ရှင်တို့အခုမဲဆွယ်နေတဲ့ကာလမှာမြန်မာနိုင်ငံတနိုင်ငံလုံးကိုတပတ်လောက်ပတ်ပြီးမဲဆွယ်ကြည့်ပါလားဘယ်သူကအကျဉ်းသားလဲဆိုတာပို့ပြီးသိသွားတာပေါ့ဒေါ်ဆန်းစုတီကအကျဉ်းတောင်ထဲမှာမတရားအချခံထားရတဲ့အကျဉ်းသားရှင်တို့ကတော့ မြန်မာပြည်တပြည်လုံးထဲမှာမှာတပြည်လုံးကအကျဉ်းချထားတဲ့အကျဉ်းသားတွေရှင်တို့မှာ trap ပေါက်လည်းမရှိဘူးရှင်တို့တခြားနိုင်ငံတွေကိုသွားမယ်ဆိုရင်တော့မှာရှင်တို့ကဟုတ်လားတခြားနေရာတွေကိုသွားမယ်ဆိုရင်တော့မှာရှင်တို့ကအဲ့ဒီလေရင်တုံးပြီးတော့ပဲရှင်တို့ကသွားလို့ရမှာဒီဘက်မြန်မာနိုင်ငံပြည်နယ်နဲ့ကိုရှင်တို့နယ်လှည့်ပြီးတော့မစင်ရဲဘူးလုံခြုံရေးအပြည့်မရှိဘဲနဲ့လည်းမစင်ရဲဘူးရှိလည်းမစင်ရဲဘူးအဲ့တော့ဘယ်သူတွေကနိုင်ငံရေးအကျဉ်းသားလဲဆိုတာသိအောင်လို့မိသူလူထုကြားထဲမှာတပတ်ပြည့်အောင်ရှောက်ပြပါလား 那应该我都不变，漂漂的了。新路梅水，你都讲了，新路梅水一样的哩。这个嘛，六六的，好 <noise> 了，比都来看呢。比刚过来收了钱，新路梅水一样的那样嘛。六六的人梅水一样的好。古啊，新路哎烧烤的啊，特别的，新路不要钱啊，不要你不要嘛。新路过来嘛，比都不变，叫你啊，你上跑不干。过去的土地，比如我血也来做了；过去的土地，比如我烟拿来做；过去的土地。嗯哼。新路的啊，哎干嘛？阿不干啥？阿在他妈的，比都不过，怎么么子钱的？阿在他妈的。 ပြည်သူကိုဖြစ်ကျင်အဖြစ်ချနေရတဲ့အတ္တဓမ္မတွေလူရုပ်မာတွေရှင်တို့တွေအကောင်တော့ပြည်သူကိုတက်နေတဲ့ကောင်တွေကိုဖာရှားပြီးတော့မှရှင်တို့ဘဝတွေကောင်းစားဖို့အတွက်ဘာပြည်သူမျက်နှာမှမကြည့်ပဲနဲ့ပြောရဲဆိုရဲရက်ွက်ကအောက်တန်းစားတွေပဲကျမတို့အမြင်မှာတော့ကျွန်တော်မဲထဲ့ခဲ့အမဲဆွဲခဲ့ရဟုတ်လားရှင်တို့မဲဆွဲခဲ့တဲ့ကာလတွေမဲပဏပြားရခဲ့လို့ကျွန်တော်စောက်ခွက်ကြီးတွေနဲ့ပြပြီးမဲဆွဲရမဲပဏပြားရခဲ့လို့ပြည်သူရဲ့ယုံကြည်မှုလေးစားမှုဆိုတာအဲ့ဒါပဲရှင်တို့လူမျိုးတွေစီမှာပြည်သူရဲ့ယုံကြည်မှုလေးစားမှုရှင်တို့လိုက်မချနဲ့ဘယ်တော့မှတွေ့မှာမဟုတ်ဘူး ကျင်းတို့လိုလူမျိုးတွေကပြည်သူရဲ့သတို့ရေးခွင့်မှာပတ်လက်မျောနေတဲ့ကောင်မတွေပဲကိုကိုကူမသိတာကိုတိတ်ခါကူမသိတာကိုဘယ်အဆင့်ရောက်လို့ရောက်နေမှမသိတာကျတို့တွေကဘေးပတ်ချလဲမှာတနက်ကင်ပြီးတော့ဝန်းရံပေးနေလို့သာလူဖြစ်နေတဲ့ကောင်တွေอืมอายาเช็ดกว่าไอ้โลเมียวซุ้มมายามมาไอ้โลเมียวคุยมาฤกูคุยတော့မတိတ်ခါကြက်တယ်กว่าမျက်နှာကိုလည်းကြည့်ပါအောင်တစ်ချက်လုံးနေရတကမှာရှာမဖြစ်ချင်တာတတက်ခံမျက်နှာကိုကြည့်မျက်စိကိုကြည့်မနာလူစိတ်ရှိတဲ့កောင်မျိုးไอ้โลเมียวမျက်စိတွေမျက်လုံးတွေ အပြောင်းတွေချစ်တကိကူဟန်ဆောင်ကောင်းတဲ့ tree ဆန်မျိုးတားယွန်းစရာကောင်းတယ်ကေဒါဆွန်ဒွန်နိုဗီဒီယိုအောင်နေမျိုးတစ်ချက်လောက်နှာစင်ကြည့်အောင်ချက်ဖို့ကိုပြောင်းလာတဲ့ဂျပန်ကဂျပုကောင်ရဲ့တပည့်တွေကိုလည်းအကြည့်တော့ဘိုးနဲ့တော့မတိုင်မမဲ့ရွေးကောက်ပွဲဝင်ပြိုင်မှုဘတ်ချက်ကစသူ့အတူတဲလာတဲ့ဆိုတဲ့သတင်းတွေခေတ္တကနေရေးတင်လိုက်တော့မျက်လုံးနဲ့ပြေးမြင်မိတာခင်ကြီးရဲ့စောက်ခွက်ကြည့်ပေးဗျာလက်ရှိပြဿနာကအပြင်းကိုသာတဲ့ရင်နေအများကြီးမထွက်တာကျွန်တော်ထင်မှာတော့ငိုတွေကရောက်နေတယ်သူခေတ် သူ့ရဲ့ကြံဖို့ထဲရောက်နေတဲ့ဂျပူတက်တွေကြာအရင်တည်းကရောက်နေတဲ့သူတွေနဲ့ပုတ်တိုက်မှုတွေကတော့ရှိနေတယ်ဗျသမရာယူယူနေတဲ့ခင်ကြီးနဲ့ဂျပူအတွက်ကလည်းအကြံသူရန်သူဖြစ်နေကြယူရဗရမှုကျင်ဆိုကြည့်ရတာကလည်းစစ်တပ်ကိုလည်းလက်မလွတ်ချင်းအုတ်ချုပ်ရေးပိုင်းမှာလည်းသူ့ရဲ့အမိန်ကိုတခွန်းဆိုတခွန်းနာခံမဲ့သူ့ကိုလည်းထားခြင်းမုံများပါဒါကြောင့်လည်းရွေးကောက်ပွဲပြီးလို့ကြံဖို့ကအစိုးရဖွဲ့နိုင်ပြီးခင်ကြီးသမရာဖြစ်လာရင်တော့ဂျပူကသူ့အထက်မှာဘယ်သူမှမထားခြင်းတော့ဒါကိုဂျပူဘယ်လိုလုပ်မလဲမသိဘူး စာတော့ကျွန်မကတမရလောက်ဖို့ပလန်လေးချထားပြီးပြောကြပြီမြဲတကယ်တမ်းတော့တမရလောက်ရင်တက်ကိုလက်လွတ်ရမှဆိုတော့သူ့အနေထားကတန်းရွှေလို့မဟုတ်သေးတော့နောက်တက်မဲ့ကောင်ကိုလည်းစိတ်ချပြီးနောက်ကျောလုံလုံနဲ့ဆင်းသွားဖို့ကလည်းကျပုတွက်ကသိပြီးစွန်စားလုံးအောင်ကြာနေလို့ဒါပေမဲ့လည်းရရှိတမရယာယီတမရဆိုတဲ့နာမည်နဲ့ကဘာပတ်နေရတဲ့အရသာကိုလည်းတော်တလင်းလာမှဇီးတင်ခံရတဲ့ခွေးမကြီးလို့ပဲဖီးနေတာအခုလည်းနောက်ထပ် ပွဲတွေထက်တက်ပြီးတက်ရမယ်ဆိုတော့အစီဘူးတွေလိုက်ခါနေအောင်မလဲဒီတော့ຢာရူကြီးနှစ်ခုကြားမှာပြာများနေတယ်ဂျပန်ကူဂျပူကောင်အတွက်ကတော့အားလုံးရဲ့ထိတ်ကိုရောက်ဖို့ဆိုရင်မေစုလိုမျိုးနိုင်ငံတော်တိုင်းပင်ပုံကူဆိုတဲ့ຢာဒူးကိုများဖန်တီးလာမလားဆိုတာလည်းတွေးမိလာတယ်ဗျထားပါတော့နိုင်ငံတော်ဒီပတိဆိုပြီးတော့လဲဒေါက်တာဘမော်လိုများလှုပ်ချင်လဲလှုပ်လာနိုင်သေးတယ်ကျွန်တော်ဒီလိုပြောလို့မင်းကစောက်တိပဲမရှိရဘူးပြောနေတယ်ဆိုတာမျိုးတော့တွားမထင်နေနဲ့ ဒီလူကဒီလောက်ဆောက်ယူမထဘူးဆိုလို့ရှင် တွေးကြည့်လိုက်တော့ယာယီတမရပါဆိုပြီးသူ့ကိုယ်သူတစိကက်တာကြတော့ဘသူကပေးလို့မြန်းသူလုံနေတာလေသူ့ကိုယ်သူပဲပေးပြီးသူထင်အောင်လုံနေခဲ့တာဘုရမုကျေဆိုးကသူ့ကိုယ်တိုင်လည်းပြောခဲ့တာရှိပါတယ်မလုံရဲတာမရှိပါဘူးဆိုတာအာနာသိမ့်ပြီးကလေးကဆောက်လို့အခုယာယီတမရပါဆိုပြီးဖြစ်တဲ့အချိန်ဒီတရားဝင်ဝင်တရားမွင်မွင်သူ့ကိုယ်သူပဲယာရူးတွေပြန်ပေးနေတာကျန်တာမကြီးနဲ့လက်ရှိတက်ထမ်းမှာလည်းနံပါတ်1ဆိုတဲ့စိုးဝင်းကိုတော့မှဂျပူးက သူမလုတ်ချင်မသွားချင်တဲ့နေရာတွေကိုသွားခိုင်းပြီးအိမ်ဖြည့်တက်တက်ပဲလုတ်ထားတာဘုဒ္ဓဘူးကျင်းစွာတကယ်ကိုပဲအဓိပတိဆိုတဲ့နေရာကိုမှန်းနေတာဖြစ်နေတယ်ရှီချင်းမင်းနဲ့ပူတင်လို့အားကြပြီးသူတို့လိုတသက်လုံးအာနာကိုသူလက်မလွတ်စတန်ခိုင်ထားဖို့အခြေအနေကိုသူလိုချင်တယ်အားလုံးရဲ့အထက်မှာပဲနေချင်တယ်လူသက်ကောင်စောမောင်လိုမျိုးပဲလေသံနဲ့ပြောတယ်တန်းရွှေလိုနောက်ကျောလုံအောင်လုတ်ချင်တယ်ပူတင်နဲ့ရှီချင်းမင်းလိုတသက်လုံးခေါင်းဆောင်မျိုးတွေလုတ်သွားချင်တယ် ျပူလည်းသူ့အောက်ကလူတွေအပြင်နိုင်ငံကြီးဒဲကဘောမတွေကိုယ်တိုင်ကလည်းမကြည်ကြတော့တော့တေချာပဲသူလည်းတည်နေတာပေါ့အဲ့တော့ပြောချင်တာကသူကလေနံနှစ်ဖက်ပဲနင်းပြီးတော့ဖာဆန်းနေချိန်မှာကိုယ်တွေဘက်ကလည်းအသေးချအကွက်ခင်းအောင်မြေနင်းကြဖို့တော့အပြောလျှော့ပြောလေးတွေလျှော့ပြီးလက်တွေလေးတွေပူပြကြရအောင်လားဗျာကောင်းလေကောင်းလေပြောသွားတာပဲနော်ကေရာဆွင်ဒေါ်နိုဗီဒီယိုပြောင်းကြည့်ပြောတဲ့ဘာဘာတာဖုန်ကြီးတွေအကြောင်းတစ်ချက်လောက်နားဆင်ကြည့်အောင် အစိုးရနားမှာကတ်နေရတဲ့ဘုန်းကြီးတွေကလည်းဒီအစိုးရနဲ့မှာအဆင်မပြေလို့ရှိရင်အကုန်လုံးချုပ်တရောက်ကုန်မှာပေါ့အဲ့တော့သာသနာဆိုတဲ့ပြီးတော့တန်ခါဂိုင်းဆိုတဲ့အရာတွေရှိနေသေးသေးကာလာပတ်လုံးဘုန်းကြီးတွေကလွတ်မြောက်ရလွတ်မြောက်လန်းကိုမရှာဘဲနဲ့တန်တရားလေ့ကျင့်နေတဲ့သူဘုန်းကြီးတွေပဲတွေ့ရပါတယ်ဘုန်းကြီးနိုင်ငံရေးလှုပ်လို့ရလားဆိုတဲ့မေးခွန်းကတော့ခင်ဗျားတို့ကျွန်တော်မေးခွန်းတက်လိုက်တာပဲအဲ့ဒါခင်ဗျားတို့ဘုန်းကြီးနဲ့ကျွန်တော်ညာတိုက်ပါပြီအဲ့တော့ကျွန်တော်ပြောပါမယ်အမှန်တရားလေးပြောပါမယ်ဘုန်းကြီးကနိုင်ငံရေး လှုပ်ဖို့နေနေတတာဘုံကြီးဘာကြောက်ဝေးရလဲဘုံကြီးဝိတာသာသနာပြုဖို့တို့ဓမ္မစရိယအောင်ဖို့တို့ဆိုတာလည်းဆောင်ရှင်ဘုံကြီးဝိတဲ့ဆိုတာစွန့်လှုပ်ဖို့ဝိတာပါနော်နံပါတ်၁ရရာအောင်စွန့်လှုပ်ဖို့ဝိတာပါအဲနောက်တစ်ခုကစွန့်လှုပ်ဖို့ဝိခြင်းအပြင်မှာနောက်ထပ်ကျွန်တော်တို့ရရာအရှိကိုအရှိတိုင်းနားလေဖို့အတ္တမဟုတ်ဘူးเนาะအနတ္တအနတ္တတရားဆိုတော့နားလေဖို့ပါเนาะ နေဆဒုက္ခအနတ္တရှုမြင်ဒါတွေကိုသိမြင်ဖို့အတွက်ဝိတ္တပါနေဆဒုက္ခအနတ္တမှာသာသနာဆိုတာတော့မှမပါပါဘူးနော်အဲထို့သူနိုင်ငံရေးဆိုတာဆိုဝေးပေါ့ဗျာနော်အဲ့တော့မိမိအတွက်မိမိရဲ့လွတ်မြောက်ရာတဏှာလွတ်မြောက်လွတ်မြောက်ချောင်းကိုဝိကြတာဖြစ်တယ်အဲ့တော့အဲအခုသွားနေတဲ့ပုံစံတွေအကုန်လုံးဟာဒီသာသနာရေးအစ်စ်မြတ်တရားမှာဒါလည်းမှန်ပါတယ်ဥပမာပြေနေဆဒုက္ခအနတ္တဆိုတဲ့လက္ခဏာကြီး၃ရက်ကိုမမြင်သေးသေးဘူးပေါ့နော် မြင်မိဟဲ့ဆိုလို့ရှိရင်စွန့်လွတ်ဖို့အတွက်ဝတ်တာပါနော်ရဖို့အတွက်ဝတ်တာမဟုတ်ဘာရကျင်တာလဲနိဗ္ဗာန်ရကျင်လုံးတဲ့အဲဘယ်လိုခေါ်မလဲလိုချင်တတ်မှတ်မှုရှိရင်တောင်မှပဲဘုံကြီးဝတ်တာမဟုတ်သေးပါဘူးနော်အဲ့တော့တတ်မှတ်မှုလိုချင်တဲ့အတ္တလောဘဒေါသမောဟမှာလောဘဆိုတဲ့လိုချင်ခြင်းလိုချင်စိတ်ကိုမရှိဖို့အတွက်ကအရှိကိုအရှိတိုင်းမြင်ပြီးတော့သိထားရမှာဖြစ်တယ်နော်အဲ့တော့ အဲဘုန်းကြီးတွေနိုင်ငံရေးလုပ်လို့ရလားဟိုကဝေးပါတယ်နော်ဘုန်းကြီးဝတ်တယ်ဆိုတာအခုသာသနာဂိုင်းကြီးတွေတဲ့မှာအပိဓမ္မာဂိုင်းကြီးတွေနော်ဟိုဂိုင်းကြီးတွေဒီဂိုင်းကြီးတွေဝတ်နေတာဒါတွေကလည်းဘုန်းကြီးဝတ်ခြင်းဖျားဟောတရားနဲ့လားနည်းနည်းလေးများလွဲနေသေးသလားပေါ့ဘုန်းကြီးဝတ်တာဆုံးလို့ဖို့ဝတ်တာပါလိုချင်လို့ရဖို့ဟိုဟာတွေရဖို့ဇံရဖို့အပိညာရဖို့ဇံအပိညာရဖို့တောင်မှပဲစိတ်ထဲမှာတွေးလို့မရပါဘူးမြောက်ဆုံးလို့ကြည့်ပါအဲ့ဒီညာပုံပြီးတည်လာပါလိမ့်မယ်အဲ့တော့ဘုန်းကြီးနိုင်ငံရေးလုပ်လို့ရလားစီရေးလုပ်လို့ရလားဆိုတာလည်းပတ်သက်လာလို့ရှိရင်တော့ ဘုန်းကြီးဘုရားဆုံးလို့ဖို့ရှိဖို့ရှိတိုင်းနားလဲဖို့ဆိုတာထက်ပတ်ဖို့ပါဘူးเนาะဟုတ်တယ်ပြောင်းကြည့်ပြုတ်သွားတာတားမှန်တယ်ဒီခွေးပုတ်ကူတော်နဲ့ဒီဝတ်တော်ကတော့ငရေပြီတော်မှအုပ်စုငရေပြီမှကြာမှာဘာသာရေးကိုခုဒုံလို့ပြီးလှူစားနေတဲ့ခွေးနကောင်ဒီကောင်ကောင်ကဖုန်ကြည့်လို့လဲကျွန်တော်ကတော့မတတ်မှတ်ဘူးအကျံဖက်လူတတ်တမန်ကဒူးလိုက်နဲ့ထတ်တူပဲဒီကောင်ကောင်ကပြောင်းကြည့်ပြုတ်သွားတာတားကောင်းပါတယ် ဟုတ်ကဲ့ပါတုန်ကကျင်းတော့ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများတင်ပါတယ်ကျမကြီးကိုစိတ်ကြပါ I love you all God bless you all thank you for your time